္ဂလာပါရှင်ကျမကတော့ချချိုဆမ်းပါ DBPO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်မြန်မာ2025နှစ်ကုန်ပိုင်းမှာစစ်ကောင်စီကပြုလုပ်ဖို့ရထားတဲ့ရွေးကောက်ပွဲအတွင်းစံပြအနေနဲ့ပြည်တော်စုနယ်မြေနေပြည်တော်ရှိမဲဆန္ဒနယ်အားလုံးအနိုင်ရရှိရေးအတွက်စစ်စစ်လုံးဆောင်ရွက်ကြဖို့တက်ခါရေးပါတီဒုဥက္ကဋ္ဌဦးလှထွန်းကပြောပါတယ် ဇူလာ24ရက်ကနေပြည်တော်မှာစက်ခါရေးပါတီရုံးခန်းမှာပြုလုပ်တဲ့ပါတီဝင်တွေနဲ့တွေ့ဆုံပွဲအတွင်းစက်ခါရေးဒုဥက္ကဋ္ဌကပြောတာပါစစ်တပ်ကြောထောင်နောက်ခံကြန့်ခိုင်ရေးပါတီအနေနဲ့ပြီးခဲ့တဲ့2015နဲ့2020ရွေးကောက်ပွဲတွေမှာပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းမဲဆနားနယ်တချို့ကို NLD ပါတီကိုရှုံ့နှိမ့်ထားခဲ့တာဖြစ်ပါတယ်။ NLD ပါတီဝင်ရောက်ရှိပြိုင်သွားဖို့မရှိတဲ့လာမယ့်ရွေးကောက်ပွဲမှာတော့ ကြက်ခါရဲ့ပါတီအနေနဲ့ပြည်တော်စုနယ်မြေနေပြည်တော်အတွင်းရှိမက်ဆနနဲ့အားလုံးကိုအနာရရှိဖို့ရည်မှန်းနေတာလည်းဖြစ်ပါတယ်။အခုပြုလုပ်တဲ့တွဲဆောင်ပွဲကိုတော့ပါတီတိုင်းခရိုင်မြို့နယ်တွေကပါတီတာဝန်ရှိသူတွေတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်ရှင်။စကိုင်းတိုင်းရေမပင်ခရိုင်ပလဲမြို့နယ်မှာတိုက်ပွဲဖြစ်ပွားနေတဲ့အတွက်ဒေသခံစစ်ဆောင်တွေနေရမပြတ်နိုင်သေးပဲအမိုးကနဲ့စာနာရိတ်ခါတွေအကူအညီလိုအပ်နေပါတယ်။ စစ်တပ်နဲ့ဒေသတွေတော်လှန်အင်အားစုတွေဇူလ2ရက်ကနေဇူလ24ရက်နေ့ထိတိုက်ပွဲဖြစ်ပွားနေတဲ့အတွက်ဒေသခံတွေနေရမပြောင်းနိုင်ကြသေးတာပါပလဲမြွနယ်တဲကကျေးရွာ20ကျော်ကတောင်းတဲ့ချီတဲ့ဒေသခံတွေဟာထွက်ပြေးနေကြရပြီးအများစုက တောတွေတောင်တွေထဲမှာနေထိုင်နေကြရတာပါမိုးရင်းကာလဖြစ်တဲ့အတွက်မိုးမိပြီးဖြားနာသူတွေရှိသလိုစစ်တပ်ကလေရင်နဲ့ဗုံးကျဲမှာကိုလည်းစွရင်နေကြရပါတယ် ပြီးခဲ့တဲ့ဇူလာနေ့ရက်နေ့ကကန်တောက်နယ်မြေရဲစခန်းကိုတော်လိုင်းအင်အားစုတွေကတိုက်ခိုက်ပြီးတဲ့နောက်ဒေသတွေတိုက်ပွဲပြင်းထန်လာတာဖြစ်ကစစ်တပ်ကနေတိုင်းနေပါပုံကျဲနေတာပါတဲချောင်လာသူတွေလည်းများလာလို့လုံလောက်အောင်ကူညီမှုမျိုးတော့မလုပ်နိုင်ဘူးလို့ပလဲမြုံနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်လက်ရှိမှာတော့စစ်ဆောင်ဥယေများလွန်တာကြောင့်ပလဲမြုံနယ်တွေကပြည်သူအချင်းချင်းအပြန်အလှန်ကူညီနေကြရပြီး တိုက်ပွဲရှိကြလာရင် ကျမ်းမာရေးနဲ့စာဝန်ရေးပြဿနာတွေပိုဆိုးလာနိုင်တယ်လို့စစ်ချောင်းတွေကတဆင့်သိရပါတယ်ရှင်ထိုင်းနိုင်ငံမဲဆောက်မြို့မှာတရားမဝင်နေထိုင်သူတွေကိုထိုင်းအာဏာပိုင်တွေကစစ်ဆေးဖမ်းဆီးနေတာတွေများနေတာကြောင့်ရွှေပြောင်းမြန်မာတွေဟာမြဝတီနဲ့လေးကကောဒေသတွေစီတိမ်းရှောင်သွားကြသူတွေလည်းရှိနေပါတယ်။မောက်တုတင်ဆက်ထားပါတယ်ရှင်။ ဟုတ်ကဲ့ပါအခုတလောထိုင်းအာနာပိုင်တွေရဲ့စစ်စေးဖမ်းဆီးတာတွေကြောင့်ရွှေပြောင်းမြန်မာတွေဟာစိုးရိမ်နေကြရတယ်လို့ဆိုပါတယ်မဲဆောင်ရတော့လက်ရှိရတော့သူတို့စီမံကိန်းတက်လာပါတော့ပဲသိမယ်เนาะဒါပေမဲ့လူဖန်းစီရတော့တော်တော်ရှိတယ်တချို့ကျတော့ဒီလိုလိုင်းခန်းတွေလိုက်တန်းရတွေကတော့ဝင်စစ်တယ်ဆိုတော့ဒါကတော့ဘယ်ပြောမလဲဆိုရှင်ဘယ်ပြောမလဲဆိုတော့အကန့်အသတ်တစ်ခုလိုဖြစ်သွားတာပေါ့လူကမှကိုယ်တိုင်မှအထောက်အထားရမရှိဘူး ဟိုဘယ်မမသွားတော့လွတ်လွတ်သွားလာကိုမရတဲ့အခြေအနေမျိုးမှာကိုအိမ်လေးမှာတော့မကိုကအေးစီချောင်လေးမိနေတဲ့အနေထားမှာဒီလိုကြီးဝင်လာပြီးတော့မှစစ်တဲ့စိတ်ရဆိုတာကတော့ဒါတော်တော်လေးတော့ဟိုစိုးရိမ်စရာကောင်းတဲ့အနေထားပေါ့နော်လုံချုံလေးကိုအဲအဲ့လိုမျိုးတော့ရှိတယ်လက်တော်လို့ဆိုလို့ရှိရင်ဒီ e-bike တို့ဘာလို့အနှေးရင်လို့တောင်မှသူတို့ကဟိုသွားလာပြီးတော့အသုံးပြုခွင့်မပေးတော့ဘူးဆိုရင်အနေထားမျိုးရော နောက်ပြီးတော့ဒီလိုမျိုး live site live site media တွေမှာသတင်းတွေမှာတော့ပေါ်ပြတဲ့ဟာမျိုးကြတော့ကိုရီးယားကြောက်လန့်နေတာပေါ့ကိုရီးဘာလို့လုံးမနေသေးဒီနမထွက်ရအောင်လေအစစ်စေးတွေအဖမ်းစီးတွေမဲဆောက်မျိုးမှာရှိနေတာကြောင့်တချို့ဒူတွေဟာဆိုရင်မြဝတီနဲ့၄ကီကောဘက်တီစီရွှေပြောင်းသွားရောက်နေကြတာပါဟိုထိုင်းနိုင်ငံမှာစာဝရီခဆိုတဲ့ရင်ကြီးကြီးနဲ့ကိုယ်စစ်ဆေးတဲ့သူကိုရေမော်မော်ပြန်လဲကျွန်တော်တုတ်ပြန်ပြီးအစစ်ဆေးခံတာရဲ့ပြီးတော့ကျွန်တော်ရောက်ရောက်มาနေလဲရောက်ရာစီကန်းနေ ထိုင်းနိုင်ငံတနိုင်ငံလို့ရဲ့နိုင်ငံတော်ဆိုင်ရာစည်းကမ်းတွေနဲ့သွားရင်လည်းသွားတယ်လမ်းစည်းကမ်းရင်းစည်းကမ်းပေါ့နော်အဲ့အဲ့ဒါလေးလေးလေးစားလိုက်နာပြီးတော့ကိုကဧည့်သည်ဖြစ်တဲ့အတွက်ဒေါ်ဆန်းစုကြည်ပြောထားလို့ပဲဧည့်သည်ကဧည့်သည်လို့ကျွန်တော်ကောင်းကောင်းမွန်မွန်စည်းကမ်းကြီးကနေထိုင်မယ်ဆိုရင်အရန်ကာရောတုံတုံလုံးလုံးချောက်ချောက်ချာချာကြောက်စရာမလိုပါဘူးပြောမယ်ဆိုရင်စစ်ဆေးပြီးတဲ့နေရာတွေသွားတာကမြောက်ဝတီတို့၄ကီကော်လို့ထွက်ပြေးတာနဲ့ဆိုင်အများကြီးကောင်းပါတယ်ကျွန်တော် စစ်ဆေးပြီးတဲ့နေရာနှစ်ခါမစစ်ဆေးတော့ပါဘူးနော်တအားကြီးလဲကြောက်လန့်တကြားနဲ့တုံတုံလှုပ်လှုပ်ချောက်ချောက်ချာချာနဲ့ထွက်ပြေးနေစရာမလိုပါဘူးကို့နေရာလေးမှာပဲကို့နော်လိုအပ်သလိုစစ်ဆေးမေးမြန်းမှုကောင်းမွန်ခံယူပြီးတော့လိုအပ်ကျွန်တော်အရေးယူတဲ့တံငွေလေးတွေလည်းပေးဆောင်ပြီးတော့ကောင်းမွန်လေးစီကံကြနေရဲဆိုရင်ပုံမှန်တိုင်းပဲကျွန်တော်အချိန်တိုက်စားပြီးပုံမှန်တိုင်းပြန်ဖြစ်သွားပါလိမ့်မယ်အခုနှစ်ဆန်းကစားမဲဆောက်မှာချားဖြန့်တရုတ်ဖန်းစီစီမံချက်တဲ့အတူ ရွှေပြောင်းမြမာတွေပါရောနှောဖန်းခံလာနေရပြီး နောက်ပိုင်းမှာမြမာစားတော့ဆိုင်တွေပါ ဖန်းစီလာရကအခုခါမှာတော့လက်စစ်ဆိုင်ကယ်တွေ၃ဘိန်းဆမ်လော့ဈေးတယ်တွေအထိဖန်းစီလာနေတာ ဖြစ်ပါတယ်ခင်ဗျာကျွန်တော်မောင်တူးပါ ီပီပီယုတ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချီချိုဆန်းပါရှင်